ဆဲမချာနေ။ဘောမြောက်ဖွယ်အနုမောဒနာတရားနည်းနည်းပြောကြပြီမယ်။နုမောဒနာတရားခေါင်းစဉ်ကစိတ်ကောင်းစုထားကုသိုလ်ပွားလို့ဒီခေါင်းစဉ်နဲ့ဟောပြပြီးမှဖြစ်ပါတယ်။စိတ်ကောင်းကိုစုထားကုသိုလ်ပွား။ဒါဘုန်းကြီးတို့တွေဒီမှာအဖွဲ့ကပုံညသဟာယ ပုံညဆိုတာဘာကိုပြောတာလဲဆိုရင်ဘုန်းသူပါဠိမှာပုဏ္ဏတိသောတိတိတိပုံညာခလလေနားလည်အောင်ပြောကုသိုလ်စိတ်ပဲကုသိုလ်စိတ်ဆိုတာတန့်ရှင်းတယ်ကြည်လင်းတယ်အဲတန့်ရှင်းသောကြည်လင်းသောကုသိုလ်စိတ်ကိုပုံညာလို့ခေါ်တာစာပေထမပုဏ္ပုဏ္ဏတိသောတိတိတိပုံညာပုဏ္ဏတိဖြူစင်စေတ ayi သောတိတိတန့်ရှင်းစေတ ayi မိမိရဲ့စိတ်ကိုဖြူစင်အောင် ထားတာကုသိုလ်ကိလေသာတွေအကုသိုလ်တွေမဝင်အောင်သန့်ရှင်းအောင်စိတ်ထားတာလည်းကုသိုလ်ပဲဒါကြောင့်ပုံညာကုသိုလ်အဲတော့သဟာယဆိုတာသူ့သဟေခြင်းစာထဲမှာသဟာယကိုမြန်မာမှုပြလိုက်တာရပ်ပဲလေအသလောက်တယ်တော့သဟေဖြစ်သွားတယ်တမန်တော်တငယ်ချင်းအပေါင်းအသင်းတွေပဲဒါကုသိုလ်ဖြင့်ပေါင်းသင်းတဲ့ပေါင်းသင်းနေတဲ့အသင်းအဖွဲ့လို့ဆိုလိုတယ်ဒီအသင်းအဖွဲ့က ဘာတွေလှုပ်ဆောင်တဲ့အသင်းဖွဲ့လဲဆိုရင်ကုစုကိုလှုပ်ဆောင်နေတဲ့အသင်းအဖွဲ့အဲဒါကြောင့်မို့ပုံညသဟာယလို့ခေါ်တယ်။ကဘာမှာဒဏသဟာယအဖွဲ့ဆိုတာရှိတယ်လေ။အဲသူစီးပွားရေးအဖွဲ့စီးကသူနိုင်ငံနဲ့လိုက်ပြီးတော့လက်တော့ဒဏသဟာယဒူနီဒူစာမဲ့အခုလူရှင်များလည်းကုစုဖြင့်ပေါင်းသိမ်းကြတဲ့အပေါင်းအသင်းတွေပေါ့ကုစုတရားအခြေခံပြီးလည်းပေါင်းကြတဲ့အပေါင်းအသင်းအဲ့တော့ကုစုဖြင့်ပေါင်းသိမ်းကြတဲ့အပေါင်းအသင်းဖြစ်တဲ့အတွက်ကြောင့် ဒီပုဂ္ဂိုလ်များရဲ့စိတ်အစဉ်နှလုံးသားထဲမှာစိတ်ခေါင်းတွေရှိနေတယ်ဂျေကေစီကုသလာဓမ္မသဗ္ဗေတေယောနိသောမနတိကာရမူလကာလို့ဖယားဟောပါကုသိုလ်ဆိုတာကယောနိသမနတိကာရဆိုအမှန်စိတ်ခေါင်းပါပဲခါနားလည်အောင်ပြောရင်စိတ်ခေါင်းစိတ်ကိုထားတတ်တယ်စိတ်ကိုမထားတတ်ရင်စိတ်ခေါင်းမရှိရင်ကုသိုလ်ဖြစ်ဖို့မလွယ်ဘူးတောင်ဖယားက ဖြစ်လာတဲ့ကုသိုလ်အားလုံးရဲ့အခြေခံအကြောင်းတရားကစိတ်ကောင်းပဲစိတ်ကောင်းရှိရင်ကုသိုလ်ဖြစ်တယ်စိတ်ကောင်းမရှိရင်ကုသိုလ်မဖြစ်ဘူးဘုရားလက်ထက်တုန်းကတချို့ဘုရားရှင်ကိုဖူးခွင်ရတယ်တွေ့တယ်ဒါပေမဲ့စိတ်ကောင်းမရှိတဲ့အတွက်ကြောင့်ကုသိုလ်မရတဲ့အပြင်ဒီဘုရားတို့လာနှောက်ရှက်ဆိုပြီးတော့ဆဲတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်လေအဲ့ဒါစိတ်ကောင်းမရှိဘူး စိတ်ကောင်းရှိရင်ကုသိုလ်ဖြစ်တယ်။ဒါစိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်ကျတော့ဘုရားကိုဖူးတွေ့ခွင့်ရတဲ့အခါမှာအာတာကိုစိတ်ထမကြည်နွန်းပြီးပြုစင်တဲ့လှုပ်တဲ့လှုပ်ဆောင်ချက်ခေါင်းများကိုသူတို့လှုပ်တဲ့အတွက်ကြောင့်အဲလှုပ်ဆောင်ချက်ခေါင်းကနေတဆင်းရမ်းလာကောင်းတယ်ကိုသူတို့ရတယ်။အခုနစိတ်ကောင်းမရှိတဲ့ပုဂ္ဂိုလ်ကဘုရားကိုဖူးတွေ့တဲ့အခါမှာကုမှုကုသိုလ်မဖြစ်တဲ့အပြင်ဆဲဆိုပြီးတော့အကုသိုလ်ဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီအကုသိုလ်စိတ်ကသူတို့ဘဝကိုမကောင်းတဲ့အဆင့်တန်းတစ်ခုကိုပို့ဆောင်ပေးတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေကစေတေနနိယတေလောကောဆိုတဲ့အတိုင်းပဲစိတ်ကလောကကြီးကိုဥဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးတို့ကုသိုလ်ပြုတဲ့အခါမှာလည်းပဲစိတ်ကောင်းများများကိုဆုထားမှဒါကုသိုလ်တရားပို့ပြီးတော့ပွားတယ်စိတ်ကောင်းမများရင်ကုသိုလ်တရား ရရင်လည်းရမယ်ဒါပေမဲ့အာနဲတဲ့ကုသိုလ်ပဲရမယ်အာနဲတဲ့ကုသိုလ်ရတယ်ဆိုရင်အာနဲတဲ့အတွက်ကြောင့်အဲ့ဒီကုသိုလ်တအားထားလို့မရဘူးအာကြီးတဲ့အခြားအကြောင်းအရာနဲ့ကုသိုလ်နဲ့အကုသိုလ်ဒီနှစ်ခုကသူတို့အမြဲတမ်းအတိုက်ခံနေပဲကုသိုလ်ကတစုအကုသိုလ်ကတစုအကုသိုလ်အုပ်စုကအားကောင်းတယ်အကုသိုလ်ဝင်တိုးလို့မရဘူးဒုနည်းတူစွာပဲ အကုသိုလ်အုပ်စုကအာကောင်းနေရင်လည်းပဲကုသိုလ်ကနောက်ဆုတ်သွားတယ်ဈာဝင်တူးလို့မရဘူးဟိုအဲနှလုံးသားထဲမှာကုသိုလ်အင်အားများများဖြစ်ပွားဖို့အတွက်စိတ်ကောင်းများကို များများစုစည်းထားစိတ်ကောင်းစုထားကုသိုလ်ပွားစိတ်ကောင်းစုထားနိုင်မှကုသိုလ်တရားတူးပွားတယ်ဘုရားဗုဒ္ဓမြတ်စွာသာသနာသာသနာရဲ့အနှစ်ချုပ်ကဖခင်အဆုံးအမစကားကိုသာသနာလို့ခေါ်တာပါပဲ။ မြတ်စွာဘုရား45ဝါကြာအောင်တရားဓမ္မတွေကိုဟောဖို့ညွှန်ကြားဆုံဆုံးမထားတော်မူခဲ့တယ်။အဲဒီလိုဘုရားဆုံးမထားတော်မူခဲ့တဲ့တရားစကားအားလို့ကိုသာသနာလို့ခေါ်သာသနာဆိုတာအထက်ကိုဒရရှိတာမဟုတ်ဘူးမျက်စိနဲ့မမြင်ရဘူးအသံပဲနားလည်းမကြားလို့ရတယ်ဗုဒ္ဓလောကေသမုပ္ပန္နော တော့ဒါအဲ့အစံပဲကြားတယ်အထက်ကိုတရ မတွေ့ရဘူးမတွေ့ရဘူးအဲ့ဒါဆိုလိုတာကဖယားခေါ်ကြားထားတော်မူခဲ့တဲ့တရားစကားတရားအစံကိုပဲသာသနာလို့ခေါ်တာဖြစ်ပါတယ်အဲ့အဲ့သာသနာဟာအထက်ကိုတရမရှိပေမဲ့လို့ညူချားချက်တွေကဘဝတူတက်ဖို့ဘဝကြီးပွားဖို့အတွက်ဒီလိုညှို့ချတဲ့စကားတွေကြားလိုက်ရင်တေသေးသေးသာသာနားဆိုင်ပြီးတော့ ठाउं ना ले रे और बाल तीन है बा शाम तीन ले रे राजा मुफेगा तेहा हौड़ो में सोए तू ना था मने दिक्रो था तू ना ही मने दिक्रो ही ते या अट्टे बे हो हो अम्या अट्टे बे हो हो ऐडी सगा हो म्या ना ताई डों डों मुड़े ती ती जा जा ना ठाउं आयु सा दिलु सुलु रे ते ती जा जा ना ठाउं मा आयु सा मा ဘာဟောလိုက်တယ်လဲဘာပြောလိုက်တယ်ဆိုတာနားလည်မှာဘာကြောင့်ဘုရားကအဲ့လိုတိုက်တွန်းရတယ်လဲတရားဆိုတာမျက်စိနဲ့မမြင်ရဘူးစိတ်နဲ့ပဲအာယုစနားနဲ့နားထောင်ပြီးတော့စိတ်နဲ့အာယုစိုက်မှတ်တာလဲနားလည်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုအာယုစိုက်ဖို့ဟိုတိုက်တွန်းတော်မူခြင်းဖြစ်ပါတယ်ဆိုလိုရင်းကတရားကမျက်စိနဲ့ခွဲခြားဝေဖန်လို့မရဘူး ဟိုကြားတဲ့အသံကိုမှားပြီးတော့ညံနဲ့ပဲခွဲခြားဝေပန်ရတယ်။အဲတော့ဒီအဲ့တရားဆိုတဲ့ဗုဒ္ဓစကားသာသနာတော်ကြီးဗုဒ္ဓသာသနာတော်ဆိုတာဖယားစကားပဲ။ဖယားစကားရှိနေသေးရင်သာသနာရှိသေးတယ်။ဖယားစကားကွယ်ပြောက်ပြီဆိုရင်သာသနာကွယ်ပြောက်ပြီလို့သာမှတ်။အဲ့ဒါလို့ဖြစ်တဲ့အတွက်ကြောင့်ဘုန်းကြီးတို့ 三天内，对吗？我，那个人不理解，第三天的狗都白皮皮。三天内，白皮皮不？皮皮，这这，不然好家伙的，这呀，这个，马皮啊，哦，乌金里底，乌金里底，个阿萨西阿罗吉底，乌桑他们，这这呀，这个，我，天天早上，上午的，差不多。不然，那个人不理解，第三天的狗都来，第三天呗。不然好家伙的，这东西，这呀，这个，马皮啊，布格呗，酸海的白卡。 ကြိုးစားအားထုတ်နေကြတာဖြစ်ပါတယ်အဲဒါလိုကြိုးစားအားထုတ်နိုင်အောင်နောက်ကနေဘသူကပန့်ပိုးပေးရတာလဲဆိုရင်အလှရှင်များကပန့်ပိုးပေးရတယ်ဗုဒ္ဓဘာသာဝင်သူတော်စင်များကပန့်ပိုးပေးရမှာဖြစ်ပါတယ်အပန့်ပိုးတဲ့အခါမှာအင်အားတွေစုထားမှအင်အားပူကြီးများအင်အားပူတိုးပွားစုစည်းထားတဲ့အင်အားတွေနဲ့စုစည်းထားတော့စိတ်ကောင်းဆိုတဲ့အင်အား အဲ့ဒီအင်အားနဲ့လှုပ်ဆောင်ရင်ဟိုတယောက်အားနဲ့နှမ်းရှင်လိုက်ရင်အများအားကပူးတော့စားတယ်။ဒါကြောင့်မို့သဟာယဆိုတာကစုပေါင်းထားတဲ့အပေါင်းအသင်းအဖွဲ့အစည်းကပုံညာကိုသဟာယအနေနဲ့လှုပ်ရင် ပုံညာပူအားရှိတယ်ဆိုတဲ့သဘောကိုဆိုလိုခြင်းဖြစ်ပါတယ်။ဘုန်းကြီးတို့မဟောတရဆိုတာအလိုပေးတဲ့များကြားဘူးပါလေမြန်မာစာပေသင်တဲ့ခါမှာလည်းပါတယ်။ အများအပြည့်နားလည်ကြတာကမဟောတတဆိုတာပညာတော်တဲ့ဘုရားအလောင်းပညာတော်တဲ့လူငယ်တူဒီလိုပဲမြည်ကြဒါပေမဲ့သူအကြောင်းကိုသေးသေးချာချာလေ့လာတဲ့အခါမှာမဟောတတဆိုတာမွေးရပါပညာတော်တာလည်းပါတယ်အပညာတော်တဲ့အပြင်သူကစိတ်ကောင်းအမတန်ရှိတဲ့ပုဂ္ဂိုလ်တွေသူသူရဲ့မွေးမွေးဖို့မွေးဖွဲ့တထောင်နဲ့စူစီးပြီး အလုပ်တွေလုပ်နေတယ်ဘာလုပ်တယ်လဲတည်တည်ကြလိလာတဲ့အခါမှာသူတို့အဖွဲ့အစည်းကသူတို့အဖွဲ့ကလူငယ်အဖွဲ့ဆိုဆော့ဖို့ကြီးဆော့ဆော့ဖို့တက်တက်မဟုတ်ဘူးသူကဆော့ရင်ကစားရင်နဲ့လူထုကောင်းကျိုးပြုတဲ့အလုပ်ကိုသူတို့လှုပ်ဆောင်အာသူတို့ဆော့စရာနေရာမရှိဘူးဟောနေရာမရှိတော့အကစားခွင်းတွေမိဘစီစီကမိဘတဲ့တထေးတွေကိုသူက မိဘတို့စီကမုတ်ဖို့တောင်းအဲရလာတဲ့မုတ်ဖို့ကိုမစုံမဲနဲ့အကစားကွန်းတွေတိဆောက်ကလေးတွေဆုလို့ရအောင်နောက်တခါသွားရင်လာရင်ပြည်သူတွေသွားလာတဲ့အခါမှာနားဖို့ခိုဖို့တခါတည်းကသွားရင်လာရင်လည်းမိုးတွေရွာနေတယ်နေတွေပူနေတယ်အဲ့ဒီမှာဒုက္ခရောက်ဒုက္ခရောက်တော့သူကအဲ့ဒါကိုမဟောတရဖရာအောင်ဥဆောင်မြေကဲတို့ရတဲ့မုတ်ဖို့နဲ့နားနေတဲ့စခန်းတစ်ခုပေါ့ ဇေယဘောသူသူခိခေါ်တာခီးတဲ့နန်းနဲ့နန်းနေဖို့ဇေယတခုဆောက်ကြအောင်သူတို့အဖွဲ့စည်းနဲ့တယောက်တည်းလောက်တာမဟုတ်ဘူးအဖွဲ့စည်းနဲ့လောက်တာခဏနဲ့ချက်ချင်းပဲပြီးသွားနောက်တခါသူသူခိမှာဖះမပွင့်သေးတော့သူကတီးသဓမ္မယုတ်ပါလို့မရှိဘူးအဲဒါပေမဲ့လို့သူတို့ကောင်းနေရှိနေတယ်ယသိတို့ရှိတယ် တရားစကားတွေပြောဆိုဆွေးနွေးတိုင်ပင်တဲ့နေရာလည်းရှိတယ်။အနေရာရှိတယ်နေ။ဒါပေမဲ့နေရာဌာနမရှိဘူး။သူကအဲ့ဒါကဲဒီမှာလူကြီးတွေသူရဲ့အားလျော်စွာသူတို့တွေ့ကြဆုံကြတရားစကားတွေတိုင်ပင်ဆွေးနွေးကြ။အဲ့လိုတိုင်ပင်ဆွေးနွေးလို့ရအောင်သူဒီနေ့မှာဇေယဓမ္မယုတ်တခုဆောက်မယ်။နှိမ့်နိုင်ကြ။ညှိနှိုင်းတဲ့ကအားလုံးသဘောတူတယ်။အမ်ရတဲ့မဟုတ်ဘူးနဲ့မယ်။ ဒီလိုစုစည်းပြီးတော့လှူဒါန်းကြတယ်အများကြီးပဲနောက်တစ်ခါတားဖွာရဟိုအမျိုးသမီးတွေတားဖွာတဲ့အခါမှာအခက်အခဲရှိတယ်အခက်အခဲမရှိအောင်တားဖွာယုံလဲတိဆောက်ပေးတယ်လူအိုယုံလဲတိဆောက်ပေးတယ်နောက်ချုပ်လိုက်တဲ့အခါမှာသူတို့တတ်နိုင်တဲ့အင်အားနဲ့တတ်နိုင်တဲ့အရေးချင်းနဲ့ဟောကုသိုလ်ကောင်းမှုတွေကိုသူတို့ပြုလုပ်ကြတယ်ပြုလုပ်တဲ့အခါမှာတူတယောက်တည်းစွမ်းအားနဲ့မဟုတ်ဘူးသူက သူတို့တထေးသားရောက်ပေါင်းတထောင်နဲ့မုတ်ဖို့နေနေနေသူနဲ့တန်မုတ်ပိခိကပိဆာငွေရတန်ဖို့ရှိတာပေါ့အရန်လာနဲ့မုတ်ဖို့နဲ့ဟောတမျိုးပြီးတမျိုးတမျိုးပြီးတမျိုးကောင်းချိုးကိုသူတို့ကဆောင်ရွက်ကြတယ်ဟောဆောင်ရွက်တဲ့အခါမှာခုနတဟာယစုပေါင်းတာပေါ့တငယ်ချင်းစုစည်းပြီးတော့ဆောင်ရွက်တဲ့အတွက်ကြောင့်လုပ်ငန်းတစ်ခုကလှင်လင်းမြန်မြန်နဲ့ပဲ ြည့်စည်သွားတယ်အပြင်လောကမှာကြည့်ရင်တော့လူအင်အားနဲ့လှုပ်ဆောင်တယ်လို့ဒီလောက်ပဲမြင်ကြမှာဖြစ်ပါတယ်ဒါပေမဲ့လို့အဲ့ဒီရှိနေတဲ့လူတွေရဲ့အင်အင်အားဆိုတာနှစ်မျိုးရှိတယ်ကာယအားနဲ့စိတ်ခွန်အားနဲ့ကာယခွန်အားကိုယ်ခန္ဓာအားပေါ့ကိုယ်ခန္ဓာခွန်အားနဲ့စိတ်ဓာတ်ခွန်အားရှိတယ်အဲ့ဒီခွန်အားနှစ်မျိုးစလုံးနဲ့အဲ့ကလေးတွေကအဲ့လူငယ်လေးတွေက လှုပ်ဆောင်နေကြတယ်အတွင်းထဲမှာရှိတဲ့ခွန်အားမမြင်ရဘူးအလုပ်တစ်ခုလုပ်တဲ့အခါမှာလောက်ကန်ဆောင်ရွက်နေကြလှုပ်ရှားနေတဲ့လူကိုပဲမြင်ရတာကိုအလုပ်ကန်ဆောင်ရွက်နေတဲ့လူတွေလှုပ်ရှားမှုကိုပဲမြင်ရတယ်တကယ်တော့လူတွေမကဘူးအထဲမှာရှိနေတဲ့စိတ်ဓာတ်ခွန်အားတွေကတွန်းပိုးလိုက်တဲ့အတွက်ကြောင့်လူတွေကလှုပ်ရှားနေတာဖြစ်ပါတယ် တော့ညီညွတ်သောစိတ်ဓာတ်တော့ကောင်းသောစိတ်ဓာတ်တွေစုစည်းနေအဲအတွင်းထဲမှာလူတိုင်းလူတိုင်းရဲ့ခန္ဓာကိုယ်အတွင်းထဲမှာစိတ်အင်အားတွေရှိတယ်အလုံးလုံးတဲ့အခါမှာအထူးသဖြင့်ကုသိုလ်အလုံးလုံးတဲ့အခါမှာအဲ့ဒီစိတ်အင်အားနဲ့ပူပြီးတော့စိုက်ပေးရတသင်္ခာရိကစိတ်ခေါ်တာပေါ့ဟာအသင်္ခာရိကစိတ်ကဘယ်သူကမှမတိုက်တွန်းမနဲ့ကိုယ်သဘောနဲ့ကိုယ်ကိုယ်အသိနဲ့ကိုယ်ကိုယ်အသိနဲ့ကိုယ် လှုပ်ဆောင်နိုင်တယ်ဆိုရင်အဲ့ဒီစိတ်ခွန်အားအာရှိသောစိတ်ခွန်အားဖြစ်ပါတယ်အဲအာရှိသောစိတ်ခွန်အားနဲ့ကြိုးစားအထုတ်ရင်စိတ်ကုသိုလ်ဆိုတာစိတ်ကနေဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်ဟောဖြစ်လာတဲ့ကုသိုလ်ကလည်းပဲအာရှိတဲ့ကုသိုလ်ဖြစ်သွားတယ်ဒါကြောင့်မို့မဟောတရဥဆောင်တဲ့အဲ့လူမဲ့အဖွဲ့ကအတွင်းခါကာယခွန်အားတွေမကဘူးအတွင်းထဲမှာရှိနေတဲ့အသိဉာဏ်ခွန်အားတွေ တတခွန်အားတည်းတတဝိရိယတတိတမာတိပညာတတတတသီလဇာကတမာတိဝိရိယတတိတမာဝိရိယပညာအဲ့ဒီစိတ်ကောင်းတွေနဲ့သူကဥဆောင်ကြတာလှုပ်ဆောင်သွားကြတယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တွေကုသိုလ်လုပ်တဲ့အခါမှာအကာယအားလည်းလူတယ်။အဓိကအရေးကြီးတာကကုသိုလ်ဆိုတဲ့စိတ်ရဲ့ခွန်အားတွေစိတ်အားတွေပေါ့ စိတ်ကောင်းရဲ့ခွန်အားတွေလိုတယ်စိတ်ကောင်းကောင်းသောစိတ်တွေကိုစုစည်းပြီးကုသိုလ်လုပ်ရင်အဲ့ဒီကုသိုလ်ဟာအားရှိတဲ့ကုသိုလ်ဖြစ်သွားတယ်ကုသိုလ်ဆိုတာကောင်းကျိုးကိုပဲပေးတယ်မကောင်းကျိုးကိုမပေးဘူးအဲကုသိုလ်ကခုနလှုပ်ဆောင်ချက်လို့ခေါ်တဲ့စိတ်ပေါ့ကုသိုလ်ကိုလှုပ်တဲ့ကံကစိတ်ကတက်ကြွနေတယ်ဆိုရင် အဲ့ဒီကုသိုလ်ဟာအာရှိတဲ့ကုသိုလ်ခုနတတဝိရိယတတိသမာတိပညာစသည်အဖြစ်အတွင်းထဲမှာစိတ်ကောင်းတယ်များကြီးစုစည်းထားတဲ့စုစည်းထားပြီးကုသိုလ်လုပ်ရင်အဲ့ဒီကုသိုလ်တွေကအာရှိတဲ့ကုသိုလ်ဖြစ်သွားတယ်အဲလှုပ်တော့လှုပ်တယ်စိတ်မပတ်တပါဆိုရင်ကုသိုလ်လှုပ်တော့ပြောင်းလို့ရတယ်ဒါပေမဲ့အာရှိတဲ့ကုသိုလ်မျိုးမဖြစ်နိုင်ဘူးအဲ့တော့ကုသိုလ်ကအာရှိတဲ့ကုသိုလ် အားမရှိတဲ့ကုသိုလ်ခြုံလိုက်ရင်အဲ့လိုဖြစ်သွားတယ်။အဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့်အားရှိတဲ့ကုသိုလ်ကအကျိုးပေးတဲ့အခါမှာအားရှိတဲ့အကျိုးကိုသူပေးမှာပဲ။အားရှိပါရှိအကျိုးပေးမှာပဲ။အဲကိုလှုပ်ဆောင်လှုပ်ဆောင်တဲ့အချိန်တုန်းကအင်းအားချိနဲ့စွာနဲ့ကုသိုလ်ကိုလှုပ်ထားတယ်ဆိုရင်အဲ့ဒီကုသိုလ်ကအားမရှိတဲ့အတွက်ကြောင့်အကျိုးပေးတဲ့အခါမှာလည်းပဲအားမရှိတဲ့ အကျိုးကိုပဲသူပေးမှသိကြတယ်ဒါကြောင့်မို့ဘုန်းကြီးတို့တွေကုသိုလ်လုပ်တဲ့အခါမှာအင်အားတွေစုစည်းထားရမှာဖြစ်ခုနအပြင်ကကာယအားတူတယ်နဲ့လှုပ်လို့မပြီးတဲ့ကိစ္စမို့လို့အများနဲ့စုဆောင်စုစည်းပြီးတော့လှုပ်ရတယ်တဟာယအများနဲ့စုစည်းပြီးတော့လှုပ်ရတယ်အဲ့လိုစုစည်းလှုပ်တဲ့အတွက်ကြောင့်လှုပ်တဲ့အခါမှာလဲပုံညဆိုတဲ့ကုသိုလ်စိတ်နဲ့လှုပ်ကြတယ် အသူမှလည်းကုသိုလ်စိတ်ကိုယ်မှလည်းကုသိုလ်စိတ်သူမှလည်းကာယအာညာနာအပါတယ်ကိုယ်မှလည်းကာယအာညာနာအပါတယ်အဲ့လိုညာကာယညာနာတွေစုစည်းလိုက်တဲ့အခါမှာအာရှိသော အဖွဲ့အစည်းဖြစ်သွားအာရှိတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကြောင့်ဩကုသိုလ်လှုပ်ဆောင်တဲ့အခါမှာဩကုသိုလ်လည်းပဲလင်းနေမြန်မြန်ပြည့်စုံအောင်မြည်တယ်ဩအတူတကစိတ်ဓာတ်တွေတက်ကြစွာဆောင်ရွက်ကြတဲ့အတွက်ကြောင့်ရရှိလာတဲ့ကုသိုလ်အင်အားလည်းပဲ အားရှိတဲ့ကုသိုလ်တွေဖြစ်ပွားတယ်။အော်အဲ့ဒီအားရှိတဲ့ကုသိုလ်တရားကြောင့်အကျိုးရလာတဲ့အခါမှာလည်းပဲအားရှိသောအကျိုးတရားကိုရမှာဖြစ်ပါတယ်။ဒါကြောင့်ကုသိုလ်ဆိုတာကမိမိတို့အတွက်မိတ်ခေါင်းဆွေခေါင်းပါ။မိတ်ဆွေခေါင်းပဲကုသိုလ်ဆိုတာကအကုသိုလ်ရှင်ကိုကုသိုလ်ကဘယ်တော့မှပြစ်ပင်မထားဘူး။ဒါကြောင့်ကုသိုလ်သည် ုသိုလ်ရှင်အတွက်ဘိတ်ခေါင်းဆွေခေါင်းနဲ့တူတယ်အမိမိတို့တန်တရာခရီးကိုသွားတဲ့အခါမှာမိတ်ခေါင်းဆွေခေါင်းနဲ့တူတဲ့ကုသိုလ်တရားရှိထားဖို့အရေးကြီးတယ်အဲ့ဒီကုသိုလ်တရားရှိထားရင်မိတ်ခေါင်းဆွေခေါင်းနဲ့ကုသိုလ်တရားတူတဲ့ကုသိုလ်တရားကမိမိတို့ဘဝခရီးအတွက်အကောင်းဆုံးဖြစ်အောင်အထောက်အပံ့ပေးမှဖြစ်ပါတယ် အတ္တကိုဖယားကပုံညာနိပရလောကသမေပဋိဒါဟွန်တိပါဏိနံလို့ဒီလိုဟောပါပရလောကသမေယခုဘဝမှာစပြီတန်တရားအထိပေါ့ဟုတ်တမလုံးဘဝအထိပုံညာနိကုသူတရားဆိုတာပါဏိနံသတ္တဝါတွေရဲ့ပဋိဌာပဋိဌာနိမိယာတီယာအာထာယာဖြစ်ပါတယ်တိတော့တန်တရားခီးမှာ ဒုက္ခကာမဏိဘူတံနိဆိုတဲ့အတိုင်းဘုန်းကြီးတို့တန်တရာခရီးတလျှောက်အဆင့်တန်းမြင့်မြင့်မှန်မှန်နဲ့အထက်တန်းကြ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 သွားသွားကျင်တာကြီးပဲအဆင့်တန်းနှိပ်ပြီးနှိပ်ကြပြီးဆင်းရဲတဲ့အနေထားမျိုးနဲ့ဘယ်သူကမှမသွားချင်ဘူးအဆင့်တန်းမြင့်မြင့်မှန်မှန်နဲ့ချမ်းချမ်းသာသာသွားကျင်တဲ့တန်တရာခရီးကိုအဲ့လိုသွားကျင်တဲ့အခါမှာဘာလောက်ရမလဲဆိုတော့ပုံညပဲ တကယ်အားထားရမှာကပုံညဆိုတဲ့ကုသကောင်းမှုပဲကုသကောင်းမှုကိုမိခိုခွင့်ရမယ်ဆိုရင်အဲ့ဒီကုသကောင်းမှုရဲ့အရေးအဘာသာအောက်ကနေရှောင်းပြီးတန်တရားခီးသွားတဲ့အခါမှာကိုချမ်းသာစိတ်ချမ်းသာနဲ့လူရာကိုချောချောမွမောရောက်သွားမှာဖြစ်ပါတယ်တန်တရားခီးဆိုတာကကုသမရှိလဲသွားရမှာပဲ ကုသိုလ်ရှိလဲသွားရမှာပဲနိဗ္ဗာန်မရမချင်းအဲသွားတဲ့သွားရတာချင်းတူပေမဲ့လို့ကုသိုလ်ရှင်နဲ့ကုသိုလ်ရှင်သွားတဲ့သံတရာခကြီးနဲ့ကုသိုလ်မဲ့တဲ့ပုဂ္ဂိုလ်သွားတဲ့သံတရာခကြီးကမတူဘူးကုသိုလ်ရှင်သွားတဲ့သံတရာခကြီးဟာအထက်တန်းကြစွာနဲ့စိတ်ခံပြီးတော့သွားလို့ရအဲကုသိုလ်မဲ့တဲ့ပုဂ္ဂိုလ်သွားတဲ့သံတရာခကြီးကဆင်းဒုက္ခဘောင်းဆို တွေ့ကြုံရင်ဆိုင်ပြီးသွားရတယ်အဲ့ဒါကြောင့်ဘုရားကဒုက္ခကမ္မနိဘူတာနိတတဘာတွေတန်တရားခီးသွားတဲ့အခါမှာချမ်းချမ်းသာသာသွားခြင်းကြတယ်အဲသွားခြင်းတယ်ဆိုရင်ခုနပြောခဲ့တဲ့ကိုယ့်ရဲ့မိခိုအားထားရမယ်ကုသိုလ်တရားတွေများများစုစည်းထားကြမှာဖြစ်ပါတယ်အဲတော့ဒီခုလိုစိတ်ထားတူမြပြီးစိတ်ထားကောင်းနေစုထားပြီးကုသိုလ်တရားကို ဘွားမယ်ဆိုရင်ဒီဘဝတင်မကဘူးတန်တရာတလျှောက်လို့အားထားအကူရမယ်ကုသိုလ်အင်အားတွေမိမိတို့နှလုံးသားမှာတူဖောက်လာမှာဖြစ်ပါတယ်မိကောင်းနဲ့ဆွေကောင်းနဲ့တူသက် ကုသိုလ်တရားတွေယနေ့အလှူရှင်များစိတ်ကောင်းကိုစုစည်းထားပြီးကြိုးစားအားထုတ်လိုက်တဲ့အတွက်ကြောင့်နှလုံးသားထဲမှာကုသိုလ်အင်အားတွေအသည်အသည်ဖြစ်ပွားလာကြပြီးဖြစ်ပါတယ်ဖြစ်ပွားလာကြတဲ့ကုသိုလ်ရဲ့ဆွမ်းအားကြောင့် ်လူရှင်များအားလုံးတွေ့ကြုံရင်ဆိုင်နေကြတယ်ဘိဥပရံဆွေအန္တရာအသွဲသွဲကင်းပြီးကိုရောစိတ်ပါအတိအတိကျမ်းမှချမ်းသာကြစီကုန်သည်ကဲရည်စက်ချကြရအောင်ရည်စက်ကဲကိုင်းလိုက်ဆိုကြမယ်အရှင်ဖေယား တပိတော်များသည်ဘုရားမြတ်စွာဘုရားဤသာသနာတော်ကြီးနှင့်ကြုံကြသည့်အခါဘုရားမြတ်စွာဘုရားဟောကြားတော်မူအပ်သောတရားတော်မြတ်ကိုနာယူမှတ်သားခွင့်ရကြသဖြင့်မှန်ကန်သောအသိဉာဏ် ထက်သန်သောတရားတရားသန့်ရှင်းသောစေတနာအားအစရှိသောစိတ်ကောင်းများကိုမွေးမြူ၍ယနေ့ယခုသံဃာတော်အရှင်မြတ်များအားဆွမ်းသင်ကံအစရှိသောလှူဒန်းဖွယ်ရာအဖျားဖျားတို့ကိုနိဗ္ဗာန်ရည်မှန်း၍ လှူဒါန်းပူဇော်ကြပါကုန်၏ဤကောင်းမှုသည်ဘေဥပယံစွဲအန္တရအသွဲသွဲကင်းဝေးရပြီလေနိဗ္ဗာန်ရရာရာကြောင်းအာကောင်းသောအထောက်အပံ့ဖြစ်ပါစေဤကုသိုလ်ဤအဖို့ပါကအဝဝကို ယခုဘဝရှိရှိဘဝတောစကြသောကျေးဇူးကြီးမှမိဘဘူပါဆရာသမားများကိုအစထား၍ကုဆောင်နှင့်အိမ်ဆောင်နှင့်ရာခွဲဆောင်နှင့်မြို့ရွာဆောင်နှင့်အပါအဝေ32ဘုံကျင်းလေကုန်သော အာလုံးသောတတဝတုအားအမျှပေးဝေကြပါကုန်၏အမျှရာကြ၍ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေအမျှဝေကြရအောင်အာလုံးကြာကြသမျှအမျှအမျှအမျှယူရမူကြပါကုန်လော ာဓုသာဓုဟာအလုံးကြာကြာသမျှအမျှအမျှအမျှယူရာမူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကြာကြာသမျှအမျှအမျှအမျှ Yura Buja Bhagolo Tadu Tadu Tadu